်ယူနိုက်တက်ကိုနောက်ောက်ကျစေခဲ့တဲ့အကြီးစားခွေမှု အမှားကြီး၃ခုနီးပြားရူဘင်အမော်ရင်းရဲ့ပထမဆုံးရာသီခြေနေဆိုးဝါးခဲ့ပြီးတဲ့နောက်ယူနိုက်တက်ကဒီနေရာဒီမှာအသင်းကိုတိုးတက်စေဖို့အတွက်ကစားမသစ်ခွေမှုအတွက်ယူရိုတန်ပေါင်းများစွာသုံးဆွဲခဲ့ပါတယ်ဒီဂိုလီယွန်ဆန်နီလမ်မန်စမာတီယက်ကွန်ညာဘရိုင်ရန်အမ်ပူမိုနဲ့ဘန်မင်ဆက်စကိုတို့လိုကစားမတွေကိုခွေယူခဲ့တဲ့အတွက်ကလဲစုစုပေါင်းသုံးဆွဲမှုကယူရိုတန်250နီးပါးထိရောက်ရှိခဲ့ပါတယ် ချိန်နဲ့မှာပဲ United ဟာ Legend Gana Cho Anthony နဲ့ Ramat Wildland တို့လိုပွဲထွက်ခွင့်နဲ့ပါတဲ့ကစားမတွေကိုလည်းပွဲထွက်စေခဲ့ပါတယ်။2025-26ရာသီစောပိုင်းမှာရုန်းကန်ခဲ့ရပေမယ့် United ကလက်ရှိမှာခြေစွမ်းတက်လာမှုနဲ့ရလက်ကောင်းတွေရရှိနေပါတယ်။ Emery ရဲ့အသင်းဟာ Sunderland, Liverpool နဲ့ Brighton တို့ကိုနိုင်ရရှိပြီးတော့ Nottingham Forest နဲ့ Tottenham Hotspur တို့နဲ့တည်ကြခဲ့တဲ့အတွက်ငါးပွဲဆက်ရှုံးဝဲမရှိစမ်းရင်ကိုရရှိထားပါတယ်။ Sky Pack ကစီစဉ်ခဲ့တဲ့ podcast တစ်ခုမှာ Ronnie က United ခြေစွမ်းတက်လာမှုကိုအမှတ်ချက်ပေးခဲ့ပါတယ်။ အခုသူတို့ရလက်ကောင်းနှစ်ခုရပြီးယုံကြည်မှုပြန်လဲရလာတာကိုမြင်နိုင်ပါ ಡಿ ။ဒီပြအနေနဲ့ကလည်းသူတို့တွေရလက်တွေကိုလိုအပ်နေကြတာပါ။ဒီပြပြနဲ့ပိုကောင်းလာတဲ့လက္ခဏာတွေစတင်မြင်တွေ့နေရပြီမြဲသူတို့လီပလာရနိုင်မလားဆိုရင်တော့မရနိုင်ဘူးလို့ပဲလက်တွေ့ကြကြပြောရမှာပါ။ဒါပေမဲ့တိုးတက်မှုတွေကိုစတင်မြင်တွေ့နေရပါတယ်လို့သူကပြောခဲ့ပါ ಡಿ ။ Ineos အကြီးအကဲ Sergeant Redcliffe ရဲ့ယင်းနှမြုံနယ်မှုနောက်ပိုင်းပြလုပ်ခဲ့တဲ့ခွင့်မှုတွေပေါ်အမှတ်ချက်ပေးနေ Ronnie ကကစားမခွင့်မှုနဲ့ပတ်သက်တဲ့ကလပ်ရဲ့အတိတ်ကအမှားတွေကိုထောက်ပြခဲ့ပါ ಡಿ ။ညတကတိုက်စစ်မှုဟောင်းက ိုင်းမတိုင်ငယ်ကခေါ်ယူမှုတွေကအရန်ဆိုးွားခဲ့ပါတယ်။နာမည်ကြီးတွေကိုပဲခေါ်ခဲ့တာ။လူကာကိုဇလာတန်တို့လိုကစားမကောင်းနေဖြစ်ပေမဲ့သူတို့နာမည်တွေကိုပဲခေါ်ယူခဲ့တာပါ။ဒါပြင်ပေါ်ပါပြန်လာတာတွေပေါ့။သူတို့ဟာနာမည်တွေကိုပဲခေါ်ယူပြီးတော့ငွေကြေးမြောင်များသုံးဆွဲခဲ့ကြပါတယ်။ဒီမားတွေကိုကြော်လွားဖို့အချိန်တစ်ခုယူရမှာပါလို့ထပ်လောင်းပြောကြခဲ့ပါတယ်။ဒါပြင်ဆက်စကိုနဲ့ပတ်သက်ပြီးတော့လေရွန်နီကဂိုသင်းရဲ့အပိုင်းမှာသူကခက်ခဲတဲ့အချိန်ကိုဖျက်ဆီးနေရတယ်လို့ထင်ပါတယ်။ဂိုသမားကဘောလုံးကိုဆက်စကိုစီပို့ပြီးတော့တိုက်ရိုက်ပေးနေတယ်လို့ထင်ပါတယ်။သူကဝိုင်လန်ထက်ပို့ပြီးအားပြိုင်နိုင်တယ် ဘောလုံးကိုထိန်းချုပ်နိုင်စွမ်းလဲပိုကောင်းနေသူစီဘောလုံးရောက်လာတဲ့အခါအမ်ဘူမိုကနောက်ကနေပြေးတယ်၊ကွန်ညာလည်းပြေးတယ်၊ဒကာလီမာမီဆန်မောင်းကလည်းပြေးပါတယ်သူတို့ကအားပြိုင်ပြီးကောင်းတိုက်ပေးနိုင်တယ်ဆိုတာသိကြပါတယ်ဆက်စကိုကလူတွေထင်ထားတဲ့ပိုကောင်းပါတယ်ဒါပေမဲ့သူဘောလုံးကိုယူပြန်ချပြီးဘောက်စ်ထဲဝင်မှုလိုသေးတယ်လို့ထင်ပါတယ်သူကောင်းလာလိမ့်မယ်လို့ထင်ပါတယ်လို့လည်းအကြံပေးပြောကြားခဲ့ပါသေးတယ်